ဆိုတာခက်တဲ့ရှောင်းအများပြည်သူပေါင်ခင်းမရခဲ့ပဲ တနေ့မှာတရက်တာအသက်ဝင်ခဲ့ရတဲ့အာဇာနည်ဘေးမဟာပြည်သူအစိုးရလက်ထက်မှာတော့လွတ်လပ်စွာဂါရဝပြုကျေးဇူးဆက်ခွင့်ရရှိခဲ့ကြပါပြီ။အာဇာနည်နေ့အခမ်းအနားကိုဂါရဝပြုလို့တင်ကနန်းဖြင့်မြင်မာခဲ့တာကြောင့်အများပြည်သူ ဝင်ပေါက်တွေမှာပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပြီးလူပေါင်းရာနဲ့ချီမူးမေးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ င်ထားခြင်းမရှိတဲ့ဒေတကားပုတ်တွေကိုဖွင့်နေပေးခဲ့ရပြီးအုတ်တိုင်းများပေါ်မှာပါကြော်ပြက်ခွင့်ပေးခဲ့ရတဲ့အထိလာရောက်ကာရဝပြည်သူတွေများပြားခဲ့တာပါတော်တော်ကိုဝင်လဲစားတွေလွတ်လပ်လေလွတ်တပ်တယ်ရင်းဆိုဒီနေရာဝင်လို့မရဘူးပိတ်ကြတယ်လူလူတွေတော့မူးမယ်တယ်အခုဆိုပေါ်ပေါ်ပါပါပဲပုံလေးနဲ့ကြည့်ရလွတ်လပ်တယ်ဒီနေ့အဘတို့အရှက်ချင်းချမ်းသာတယ်အဘတို့နိုင်ငံရေးလုတ်ရတဲ့အကျိုးဒီနေ့ကျွန်တော်တို့ခန်းစားခဲ့ရပြီ။ဒေါသတိတို့ကျွန်တော်တို့ဒီနိုင်ငံရေးသမားတွေကိုရှင်းရှင်းပြောရရင်မလို့ချင်းတဲ့သဘောနဲ့ဖိတ်ထားခြင်းပါ။ယနေ့လည်းကာလုံယနေ့ တားလာလိုက်မှငါတို့တို့သိနေတိုင်းမရင်းနေတော့တိုက်ပွဲဝင်နေရတာအမဲပေးလိုက်ချင်းကိုပဲကြီးလိုက်ချင်းအပြေဒါအောင်မြင်တဲ့သဘောပဲအခွက်ချုပ်ကနေယနေ့အောင်မြင်သွားတဲ့သဘောပဲသူတို့အမောင်အောင်မြင်မှုသူတို့ကြဆုံးသွားပြီတနိုင်ငံလုံးအတိုင်းတာအနေနဲ့အာဇာနီနေ့ကိုဂျစ်ပောက်ခွင့်ရရှိခဲ့လို့ရန်ကုန်မြို့ရွှေတဂုံမြောက်ဘက်မှာလည်းအာဇာနီဘိတ်မှန်မှာကလေးတငယ်တွေနဲ့ចောင်းသားတွေအပါအဝင်ငငယ်ကြီးတက်ကြလို့ရှားသူတွေငငယ်ကြီးအချင်းသားတွေတက်ရောက်ခါရပြုခဲ့ကြပြီး ရက်ဖတ်လူအဖွဲ့အစည်းတွေနဲ့အနုပညာရှင်တွေကလည်းပါဝင်ခဲ့ကြပါတယ်။ကျော်သူပရာဟိတကွန်ရက်ကအာဇာနည်နဲ့အထိမ်းအမှတ်ဖြစ်ကိုမိုက်ကိုရှင်းဆောင်ဖို့ပါအင်ဂျီတွေဝှစ်စင်ပြီးအမိုက်ကောက်လိုအပ်ပေးခဲ့ကြပါတယ်။ တူပြည်သားတိုင်းကိုတယောက်ချင်းစီကိုလုံးဝမမေ့သင့်တဲ့နေ့လေးတနေ့လို့ထင်တယ်ပေါ့နော်။အဲ့ဒီတော့လေဒီလိုမျိုးတခဏတနာဒီနေ့မှာအဲ့လိုမျိုးပို့ပြီးတော့အရင်နှစ်တွေနဲ့ဆိုင်ပို့ပြီးခန်းလာတာတော့တွေ့ရတဲ့အတွက်ပို့ပြီးတော့ချိန်နှံ့မိရဲ့နောက်နှစ်တွေလည်းနောက်နှစ်နောက်နှစ်တွေဒီရက်ပို့ပြီးခန်းလာတဲ့ဟိုအာဇာနီနေ့အခမ်းအနားကြီးအာဇာနီနေ့ပွဲတော်ကြီးအဲ့လိုမျိုးကျင်းပဖို့ပို့ပြီးတော့ဟိုတိုက်တွန်းနေတယ်ပေါ့နော်။ လွတ်လပ်စွာလာရောက်ဂါရောပြုတ်ပင်ရဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးအများပြည်သူတွေရဲ့အသက်တွေစည်းပြီးမှလွတ်လပ်စွာဂါရောပြုတ်ပင်ရလို့ရင်သွင်းငယ်တွေကိုလိုက်လံပြသခဲ့တဲ့ဝမ်တာလုံးလုံးမျက်ရည်လဲရှာသူကတော့မက်ခင်ဆန်နာဝင်းပါ လေလလလလလာဖို့အများကြီးနှစ်တည်းလဲဆောက်ခရရတယ်လေရက်တည်းလဲဆောက်ခရရတယ်အခုမှသူတို့တွေကဒီသမိုင်းကိုဖျောက်ပြထားတာလဲကြာခဲ့ပြီပေါ့နော်အခုမှဆက်ပြီးတော့ဖြစ်တာဆိုတော့အခုမှနှစ်နှစ်သုံးနှစ်ပဲရှိရသေးတာပေါ့နော်လလလလအလေးပြူရတယ်ဒီလိုမျိုးကလေးတွေကိုလည်းလာဖျောက်လို့ရတယ်ဆိုတော့ပွင့်လင်းလာတာအခုမှပဲရှိပါသေးတယ်ပေါ့နော်သုံးနှစ်လောက်ပဲရှိပါခါတိုင်းတော့သူတို့တွေကဖျောက်ခရတာလဲကြာပါပြီအခုတော့ဒီလိုမျိုးချိန်နေရဖို့ရုံးလဲပေါ့နော်ကျမတို့တငယ်ချင်းနေ ီသူတွေကြောင်းသားတွေပေါ့နော်အသက်ရဲ့အများကြီးစတဲ့ခဲ့ပြီးတော့မှဒီလိုမျိုးရခဲ့ရစေလားကြောက်ချင်ပါမယ်။နော်လည်းနော်ဒါတွေလည်းဟောတော့ဒီလိုမျိုးအခုတော့အားသမီးလဲဆိုတော့တရားတဲ့ဆိုပေါ့နော်။ရှင်နေမှာပေါ့နော်အတိုင်းမသိဝင်သားပါလေ။